ချစ်တော်ညီကုံတို့မောင်နှမအပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်တည်းမှာတင်တော်အားလုံးဘုရားကောင်းကြီးနဲ့တူဝမ်းမြောက်နိုင်ကြပါစေ။နောက်ဘုရားသခင်ကသိပ်ပြီးတော့ကောင်းမြတ်တဲ့ဘုရားဖြစ်တဲ့ဘုရားပေးတဲ့စုကျေးဇူးကောင်းကြီးမင်္ဂလာလည်းကျွန်တော်တို့နေတိုင်းခံစားရတယ်။အဲဒီအတွက်ကြောင့်ကျွန်တော်တို့လည်းပဲစိတ်ရောကိုယ်ပါကြည်နုပြီးတော့တကယ်ဝမ်းမြောက်ခြင်းအခွင့်ကိုရတာဖြစ်တယ်။ချစ်တဲ့မိတ်ဆွေပေါ့တို့။ဒါကြောင့်နေ့ရက်တိုင်းနေ့ရက်တိုင်းဟာကိုတော်ဘုရားရဲ့ကောင်းမြတ်ခြင်းအသစ်တင်တဲ့မွန်မာပေးတဲ့အခါမှာကျွန်တော်အားလုံးလည်းပဲစိတ်သက်ကိုယ်သက်ဝမ်းမြောက်ခြင်းသက်နဲ့ကျွန်တော်ရဲ့တက်တာကို တကယ်ပဲကောင်းမြတ်စွာနဲ့တိဆောက်ဖို့ရန်အတွက်လွန်မပင်ရေးကြည့်ပါတယ်ခြေတက်မိတ်ဆွေပေါင်းတို့ဒါကြောင့်ဒီနေ့မှလည်းပဲဒီဖရာသခင်ရဲ့ဖန်ဆင်းခြင်းအကြောင်းကိုကျွန်တော်လေ့လာတဲ့အခါမှာလူဟာဘယ်ကဖြစ်ဖြစ်ပေါ်လာသလဲဖရာရဲ့ဖန်ဆင်းခြင်းကဆိုရှင်ဘယ်ကနေစတင်လာတာလဲစတဲ့အပြင်ဒီချင်းရတွေကိုကျွန်တော်ဒီတပတ်တွင်းမှာဆိုရှင်လေ့လာသွားကြမှာဖြစ်တယ်ခြေတက်မိတ်ဆွေပေါင်းတို့ဒါကြောင့်ဒီနေ့မှဆိုရှင်လည်းပဲဖရာသခင်ကမြေကြီးကိုဖန်ဆင်းတဲ့အခါမှာအချိန်ဘယ်လောက်ကြာသလဲကျွန်တော် တခါတရံမှာကျွန်တော်နေတဲ့မြေကြီးကျွန်တော်လောက်ကန်စားတောက်နေရတဲ့မြေကြီးအာကျွန်တော်စိုက်ပျိုးထားတဲ့မြေကြီးဒီမြေကြီးကိုကြည့်လိုက်တဲ့ခါမှာတစ်ပင်ပန်းမှန်တွေဝေစာနေတဲ့မြေကြီးအာကျွန်တော်တို့ကိုယ်တိုင်က ခြေနင်းပြီးတော့သွားနေရတော့ညာလည်းပဲကျွန်တော်တို့ကတခါတည်းနေမှာဆိုရှင်ဒီမြေကြီးကိုလက်လွတ်စပယ်နဲ့ပဲဟာတို့နေနိုင်တယ်သွားနိုင်တယ်လှုပ်ရှားနိုင်တယ်ဒီအတွေးလေးနဲ့ပဲကျွန်တော်တွေးခဲ့တာเนาะကျွန်တော်ငယ်ငယ်တုန်းကလည်းပဲဒီလိုပါပဲเนาะအသက်၁၀ကျော်အသက်ထိမြေကြီးကိုအမိတဟဲပြုတ်ပြီးတော့ကျွန်တော်စိုက်ပျိုးကြတယ် လောက်ကင်ကြတယ်စားတော့ကြတယ်ထွန်ရက်ကြတယ်စသည်အဖြစ်ပေါ့နော်ဒီမြေကြီးကိုအုံပြုတ်ပြီးတော့ကျွန်တော်တို့ကမိခိုပြီးတော့ကျွန်တော်တို့ကအစားတော့တဲ့အဲရှာပွေရတာဖြစ်တယ်เนาะကျွန်တော်ဒီငယ်တင်တော့ကတော့ရှေ့အညာမာနေတော့ဆိုလို့ရှိရင်เนาะဒါငပြောဆိုင်တယ်ပဲဆိုင်ပဲပေါင်းစုံဆိုင်တယ်နောက်မြေပဲတို့နောက်ပဲကြီးတို့စသည်အဖြစ်နေကြတို့ကျွန်တော်ဆိုင်တယ်အဲတိုင်းမကားမနဲ့ဒီမြေကြီးမှာကြီးလိုက်တဲ့ခါမှာဆိုရှင်လေကုန်းမြေတင်မှာပါဆိုရှင်တော့ပဲဒီစိန်တို့စသည်အဖြစ်သူ့နေရာဒေသနဲ့သူเนาะခွဲခြားပြီးတော့ဆိုင်ကြတယ် ထွန်ရက်တယ်စိုက်ပြိုးတယ်နော်ဖြစ်တော်တော်လည်းဖြစ်ထွန်းတယ်အောင်မြင်တယ်တန်ဒီမြေကြီးကဒီလောက်ထိနော်ကျွန်တော်ကိုကောင်းချိုးပေးနေတယ်မြေကြီးအကြောင်းကိုကျွန်တော်ကဟိုဒီလောက်ပဲဘာမှလည်းစင်သာတွေးခေါ်တာလည်းမရှိဘူးဟာငါတို့ဒီမြေကြီးငါတို့ပိုင်နေဆိုရင်ငါတို့လောက်ကိုင်းစားတောက်လို့ရမယ်ဒီမြေကြီးအကြောင်းကိုကျွန်တော်ဘာမှမစင်သာဘူးမြေကောင်းဖို့ပဲရည်ကြီးတယ်နော်ထွန်ရက်တယ်စိုက်ပြိုးတယ်အချိန်တန်ရင်ကျွန်တော်ကရရှိလာတဲ့အသီးနှံကိုစုခုတဲ့ရိတ်သိမ်းတဲ့ပြီးရင်ကြည်ထဲမှာထည့်တဲ့စားတောက်ကြတယ် ဒီလောက်အတွေးနဲ့ပဲကျွန်တော်ကသွားနေခဲ့ကြတယ်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ဒီမြေကြီးအကြောင်းကိုကျွန်တော်ပြန်တွေးတဲ့ခါမှာဟာဒါကသူရှိတို့နေတဲ့မြေကြီးတို့လှမ်းနေတဲ့တို့ရှောက်နေတဲ့ဒီမြေကြီးဟာတို့တည်ဆောက်ထားတဲ့တို့အိမ်တွေဆောက်ထားတဲ့ဒီမြေကြီးဟာဖရာသခင်တကယ်ပိုင်တာအုပ်ဆိုးပါလားဖရာသခင်ဖန်ဆင်းတဲ့လက်ရပါလားဆိုတာကိုဒီနေ့ကျွန်တော်လူသားတွေနဲ့အဲ့ဒါကိုမြင်သွားဖို့ရန်အတွက်ရရင်ကြည့်တယ်နော်ကျွန်တော်ကိုယ်တိုင်ကလည်းပဲအမောင်ချခဲ့ပြီးတော့ လုံးဝဒီကဘာမြေကြီးပေါ်မှာဘလောက်ပဲနေနိုင်သွားနိုင်လှုပ်ရှားခဲ့ပါသေးတယ်အသက်60 90 80တချို့ကသေဒီတိမြေကြီးအကြောင်းနဲ့ပတ်သက်ပြီးတော့အော်သူတို့ပိုင်ဆိုင်တဲ့မြေကြီးဘယ်နဲ့ဧကဒီလောက်ပဲသူတို့ရာဇဝင်မှာတွင်ခဲ့တာဖြစ်လိမ့်မယ်နော်ဘလောက်ပိုင်ဆိုင်တယ်ဘလောက်ပိုင်ဆိုင်တယ်ဒီလောက်ပဲသိခဲ့တယ်နော်ဒိုင်မကမနဲ့စိုက်ပျိုးလို့ရတယ်စားတောက်လို့ရတယ်ဒီလောက်ပဲအတွေ့အကြုံမှာဝင်ခဲ့မှာဖြစ်တယ်ဒါပေမဲ့ပြောပြတဲ့လူမရှိတဲ့ခါမှာမြေကြီးသည်ဘသူပိုင်တယ်လဲငါတို့ပိုင်တယ်ငါတို့ဆိုင်တယ်ဆိုပြီးတော့ကျွန်တော်တခါလေကျွန်တော်တို့ လောကပုရုသင်လူသားတွေမှာတို့ရှင်တခါလေအမွေလူကြတာတို့အမြေကြီးနဲ့ပတ်သက်ပြီးတော့အမှုခင်းတွေဖြစ်ကြတာတို့များစွာတွေ့ရနိုင်မယ်။ဒါပေမဲ့ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီလောက်အမြေကြီးအဖိုးထိုက်တန်တဲ့အမြေကြီးကိုဘသူကလှုပ်ဆောင်ပေးခဲ့တာလဲ။နော်ဒီနေ့အဲ့ဒါကိုကျွန်တော်တို့ကသိရှိနားတဲ့သဘောပေါက်သွားဖို့ရန်အတွက်ဒီနှုတ်ကပတ်တော်သတင်းစကားကိုဆက်လက်ပြီးတော့ဝေငှသွားမှာဖြစ်တယ်။ဒါကိုချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ကဘာမိုးမြေစัจ java ကိုဖန်ဆင်းတဲ့ဘုရားသခင်ရှိတယ် ဒီနေ့ကျွန်တော်တို့ကနင်းနေတဲ့မြေကြီးကျွန်တော်တိဆောက်ထားတဲ့အိမ်ရဲ့မြေကြီးအာကျွန်တော်စိုက်ပျိုးစားတောက်နေတဲ့မြေကြီးဒီမြေကြီးရာဆိုရှင်ဖရာသခင်ဖန်ဆင်းတဲ့လက်ရပါလားဆိုတော့ဒီနေ့ကျွန်တော်ကိုယ်တိုင်ကသိရှိနားလည်သဘောပေါက်ဖို့ရန်အတွက်အရေးကြီးတယ်ဒါမှသာနေကျွန်တော်ကလည်းဖရာပေးထားတဲ့ဒီမြေပြင်ပေါ်မှာကျွန်တော်အားလုံးကစိတ်ရောကိုယ်ပါပျော်ရွှင်စွာနဲ့အကောင်းဆုံးဖရာကောင်းဖရာတကယ်ကောင်းချီးပေးပါလားဆိုတာကိုသိရှိပြီးတော့ဖရာကိုယ်တော်ကိုချီးမွမ်းနိုင်မှာဖြစ်တယ်နော်ဖရာကိုယ်တော်ကိုချီးမွမ်းနိုင်မှာဖြစ်တယ်ဒါဒီနေ့ကျွန်တော်ရတက်တာမှာလို့ရှိရင် အာဒီဖျားကုံတော်ကိုမချင်းမွမ်းနိုင်ဘဲနဲ့ကျွန်တော်ကကောင်းစားနေကြတာတွေ့ရနေမယ်ကောင်းစားတာပဲကျွန်တော်ကဆိုရှင်မြင်ပြီးတော့ဘာကြောင့်ကောင်းစားနေတာလဲငါတို့လောက်ကင်စားတော့တော့ဒီလောက်အကျိုးများလက်အတိအကျိုးအမျက်တွေရရှိတာဘာကြောင့်လဲအဲ့ဒီအချင်းညာကိုကျွန်တော်စဉ်းစားတတ်ဖို့ရန်အတွက်အရင်ကြည့်ပါတယ်ဒါကြောင့်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့ကဘာမြေကြီးကိုဖျားသခင်ဖန်ဆင်းတဲ့အခါမှာဘယ်နှရက်ကြာတယ်လဲဒါခါလေးကျွန်တော်စဉ်းစားကောင်းစဉ်းစားနေမိမယ်နော်ဒါကြောင့်ဘုရားသခင်ဖန်ဆင်းတဲ့ခါမှာတို့ရှင်ထွံ့မြောက်ကြံခိုင်း31ပိုင်းငယ်18ကိုကြည့်တဲ့ခါမှာ ထိုတို့ဆောင်းနေရင်ငါနှင့်ဣတိလအမျိုးသားဆက်ကြ၌ထာဝရလက္ခဏာတက်တည်ဖြစ်လိမ့်မည်အကြောင်းမူကားထာဝရဘုရားသခင်သည်မိုးကောင်းကင်နှင့်မြေကြီးကို၆ရက်တွင်ဖန်ဆင်း၍တတမနှစ်ရက်၌ညီဝတ်စွာနေလျက်ဆိုပြီးတော့ဒီထွတ်မြောက်ကြံခန်းကြီး31ပိုင်းငယ်79မှာအတိအလင်းဖော်ပြထားတယ်။ဒီနေ့ကဘာမြေကြီးကိုဘုရားသခင်ကဘာမိုးမြေဆက်ကြဝရကိုအပိုင်းလိုက်အပိုင်းလိုက်တရက်ပြီးတရက်ဘုရားဖန်ဆင်းခဲ့တဲ့ခါမှာလို့ရှင်တော့ဘုရားဖန်ဆင်းခြင်းကဘယ်နှရက်ကြာလဲဆိုတော့၆ရက်ကြာတယ်နော်။အဲ့ဒီ၆ရက်လုံးလုံးမှာဘုရားသခင်ကတရက်မှမနာဘဲနဲ့ ဘုရားသခင်ကတရက်ပြီးတရက်ဘုရားသခင်က နေ့ရက်တွေကိုပိုင်းခြားပြီးတော့တရက်ပြီးတရက်ဘုရားသခင်ကဖန်ဆင်းခြင်းမှုကိုအကောင်းဆုံးပြုခဲ့တယ်ဆိုတာကိုနှုတ်ကပတော်တမန်ကျမ်းစာကအတိအလင်းဖော်ပြတာလေဒါကြောင့်ချစ်တဲ့မိတ်ဆွေပေါင်းတို့ကျွန်တော်တို့ရဲ့အသက်တာမှာလို့ရှိရင်ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းစုကျေးဇူးကိုကျွန်တော်ကနားလည်သဘောပေါက်ဖို့ရန်အတွက်အဓိကပါလေဒီနှုတ်ကပတော်တမန်ကျမ်းစာထဲမှာပဲအပြေရှားဖို့ရန်အတွက်ဖြစ်တယ်နော်နှုတ်ကပတော်တမန်ကျမ်းစာကကျွန်တော်ရဲ့ဘဝသက်တာမှာဆိုရှင်တကယ်ကောင်းမြတ်ပြီးတော့ ဖရာသခင်ကဘလို့ဖရာလဲဆိုတာကိုအတိလင်းကျွန်တော်ကိုသိတာမြင်တာသွားပြီးတော့တကယ်ပဲအဲ့ဒီဖရာကိုကိုးကွယ်ဖို့ဂုံတော်ချီးမွမ်းဖို့ရန်အတွက်ကျွန်တော်ကိုယ်တိုင်ကတကယ်ပဲဆန္ဒရှိလာမှာဖြစ်တယ်။ဘာကြောင့်လဲ?နှုတ်ကပတ်တော်ဟာကျွန်တော်ရဲ့အသက်တာအတွက်အလွန်အမပင်ကြီးမြတ်တဲ့နော်။အာဒီဖရာသခင်ရဲ့ဘုန်းတော်ဖြစ်တယ်။ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီတော့ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဆိုရှင်ဖရာသခင်ကဘာပြောလဲဆိုတော့ဒီကဘာမိုးမြေစစ်ကြောက်ရာကိုဖရာဖန်ဆင်းတဲ့ခါမှာ၆ရက်အတွင်းမှာဖရာသခင်ကအပိတ္တဖန်ဆင်းခဲ့တယ် နော်အပိတဖန်ဆင်းခဲ့တယ်တခါလေကျွန်တော်တို့ကဆိုရှင်မြေရလဲလဲပြင်တစ်ခုကို ပြင်ဆင်တယ်ဒါမှမဟုတ်လည်းပဲယာမြေတစ်ခုကိုပြင်ဆင်တဲ့ခါမှာတခါလေကျွန်တော်မပလဲအာတပတ်မကနမနှစ်ပတ်မကတလမကကျွန်တော်ပြင်ဆင်ပြီးမှကျွန်တော်စိုက်ချပြိုးချတာဖြစ်တယ် ။အဲဒါပေမဲ့ဘုရားသခင်ကကဘာမိုးမြေစကြဝဠာခုကျွန်တော်မြင်နေတွေ့နေရတဲ့တိပင်ပန်းမှန်တွေကစကျင်းငက်တရတာတကာတွေကစတရိတ်ဆန်ပေါင်းစုံကနေစဒိုင်းမကပနဲ့ကျွန်တော်မိုးမြတဲ့ချက်ကမှာစဘုရားသခင်ကဖန်ဆင်းတဲ့ခါမှာကဘာမိုးမြေစကြဝဠာအားလုံးကိုဘုရားသခင်ဖန်ဆင်းတဲ့ခါမှာ6ရက်တွင်းမှာပဲ အပြည့်အသက်ဖျားကဖန်ဆင်းတော်မူခဲ့တယ်ဆိုတာကိုနောက်ကတော့တမချန်းစာကအတိအလင်းဖော်ပြထားတယ်။ဒါကြောင့်ဘုရားသခင်ကချောင်းရက်ဖန်ဆင်းပြီးသွားတဲ့ခါမှာလို့ရှိရင်တော့တတ္တမနေ့ရဲ့ရောက်လာတဲ့ခါမှာခုနှစ်ရက်နေ့မြောက်မှာဘုရားသခင်ကဖန်ဆင်းခြင်းအမှုကို6ရက်တွင်းမှာအပြည့်အသက်ဖန်ဆင်းပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ဘုရားကခုနှစ်ရက်နေ့မြောက်ရောက်တဲ့ခါမှာအဲ့ဒီနေ့မှာဘုရားငြိမ်ဝတ်စွာနေတယ်တဲ့။နော်အလုံးမလုံးတော့ဘူး။ဘာမှဖန်ဆင်းခြင်းနဲ့ပတ်သက်ပြီးတော့ဘာမှမလုပ်တော့ဘူး။ဘုရားကအဲ့ဒီဖန်ဆင်းထားတဲ့အရာတွေကြီးရှုပြီးတော့ အလွန်ကောင်းမြတ်တဲ့အတွက်ကြောင့်အဲ့ဒီအရာတွေကိုဖျားကောင်းကြီးပေးတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ဒီနေ့အာတမချမ်းသာထဲမှာဆိုရှင်ဆက်ပြီးတော့ကြည့်တဲ့အခါမှာစာလံချမ်းခိုင်း33ပိုင်းငယ်69မှာဆိုရှင်ထာဝရဘုရားသခင်ဤနောက်ကပတ်တော်အဖြစ်မိုးကောင်းကင်တစာများကိုတကောင်ဖန်ဆင်းတော်မူ၏တဲ့နော်။ဒါကြောင့်ဘုရားသခင်ကနောက်ကပတ်တော်အဖြစ်ဒီနောက်ကပတ်တော်အဖြစ်ဒီနောက်ကပတ်တော်ဒီနောက်တော်အတွက်အဖြစ်ဘုရားသခင်ကမိုးကောင်းကင်ကဘာမြေပြင်ကိုဘုရားသခင် ဖန်ဆင်းတော်မူတယ်ဆိုပြီးတော့တမချမ်းသာကတည်နှင်းဖော်ပြထားတယ်ဆက်လက်ပြီးတော့အကြောင်းမူကားသာဝရဘုရားသခင်မွတ်ဆိုတော်မူသည့်အတိုင်းဖြစ်၏အမိန်တော်ရှိ၍မိန်တော်မူသည့်အတိုင်းတည်လျက်နေ၏ချက်တဲ့မိတ်ဆွေပေါင်းတို့ဒီတော့ကြောင့်ဖခင်ကဘလို့ဖခင်မျိုးလဲလို့ကျွန်တော်ကြည့်လိုက်တဲ့ခါမှာဒီတမချမ်းချက်ကိုဖတ်လိုက်တဲ့ခါကျတော့ဘာတွေ့ရလဲဆိုတော့ဘုရားကတကိုးရှင်ဘုရားဖြစ်တယ်နော်ဘုရားသခင်ကတကယ်ပဲကြီးမြတ်တော်မူတဲ့ဘုရားဖြစ်တယ် ဘုရားသခင်ပါတော့ရှင်မတတ်နိုင်တဲ့အမှုရာလုံးဝမရှိဘူးတကယ်ကြီးမားတော်မူသောတကောရှင်ဘုရားဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ကဘာပြောလဲဆိုတော့ဒီတမန်ချမ်းသာထဲမှာဆိုရှင်ထာဝရဘုရားမွတ်ဆိုတော်မူသည့်အတိုင်းဖြစ်တယ်တဲ့နော်ဘုရားကမွတ်ဆိုရင်မွတ်ဆိုတဲ့အတိုင်းဖြစ်တယ်ဒီနေ့ကျွန်တော်ကဆိုရှင်အပင်တပင်ဖြစ်လာဖို့ရန်အတွက်စပါးဆိုင်ဖို့ရန်အတွက်ဒီလေပြင်ကိုတအေကပြင်ဖို့ရန်အတွက်တောင်ပါကျွန်တော်က အာကုံငွေကုံချေးကြကုံကြခံပြီးတော့ကျွန်တော်ထွန်ရတယ်ရက်ရတယ်ပြီးလို့ရှိရင်စိုက်ပြိုးရတယ်မနေ့အချိန်ယူရတယ်เนาะပြိုးထောင်ရတယ်ဒါပေမဲ့ဖျားသခင်ကအဲ့လိုမျိုးကျွန်တော်တို့လိုပင်ပန်းနွမ်းတယ်ဆိုတာနဲ့လောက်ဆရာမလို့ဖျားကတကုရှင်ဖျားဖြစ်တယ်သူနှုတ်နဲ့မှွက်လိုက်တာနဲ့ပဲကျွန်တော်စပားတခင်လုံးလည်းဖြစ်သွားနိုင်တယ်ဒါပေမဲ့ကတိပင်ပန်းမှာအားလုံးလည်းပဲဖြစ်သွားနိုင်တယ်ကဘာမိုးမြေဆက်ကြဝလာမှာရှိတဲ့ဒီကဘာပြေပင်မှာပောက်တဲ့အပင်တွေကိုလည်းပဲ၃ရက်နှစ်မှာဖျားသခင်က မနှုတ်ကနေမွဲ့လိုက်တာနဲ့เนาะဒီ3ရက်နှစ်မှာအပင်ပေါင်းစုံအကုန်လုံးเนาะစားပင်တောက်ပင်ကစသီးပင်တွေကစเนาะပင်ကြီးတွေကစအကုန်လုံးကပဲလေဖခင်ကချက်ချင်းမွက်တိုက်လိုက်တဲ့ခါမှာချက်ချင်းအဲ့အပင်တွေအကုန်လုံးဖြစ်ထွန်းလာတယ်ဆိုတာတွေ့ရလိမ့်မယ်။ဒါချစ်တဲ့မိစေပေါ့တို့ဒီနေ့ဖခင်သခင်ကဒီအရာတွေနဲ့မောမှန်ခြင်းနဲ့ဟာဆိုရှင်ယနေ့ကျွန်တော်လောကလူသားတွေအတွက်အလွန်အမှပင်ကြီးနုဝမ်းမြောက်စရာကောင်းပါတယ်။ဒါကြောင့်ဖခင်သခင်ဆိုရှင်အမိန်တော်ရှိ၍မိန်တော်မူသည့်အတိုင်းတည်လျက်ရှိ၏။ နောက်ထပ်တရားတကောတော်ရဲ့နဲ့ပဲဘုရားသခင်ကအရာခသိန်းကိုဖန်ဆင်းခဲ့တယ်ဆိုတာကိုတွေ့ရတယ်မြင်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဘုရားအမိန့်တော်ကိုနော်ဘယ်တဘာဝတရားမှလည်းပဲမလွန်ဆန်နိုင်ပါဘူးနော်ဒါကြောင့်ဘုရားသခင်ရဲ့အမိန့်တော်ကိုမိန့်တော်မူတဲ့အတိုင်းပဲတည်လျက်နေတယ်နော်တဘာဝတရားအားလုံးကယနေ့ထိဘုရားဖန်ဆင်းခဲ့တဲ့ကပြည့်ညည်သွားတယ်ဆိုတာမရှိဘူးယနေ့ထိတည်မြဲတည်လျက်ရှိတယ်ဆိုတာကို နဂေါရတမချန်တာကအတိလင်းဖော်ပြထားတယ်။ဒါကြောင့်ချစ်တဲ့မိစေပေါ့နော်။ဒါကြောင့်ဖရာသခင်ကတကယ်တကိုးရှင်ဖရာဖြစ်တယ်ဆိုတာကိုရှင်လုကခရစ်ဝင်ခန်း၈ပိုင်းငယ်24ကိုကြည့်တဲ့အခါမှာအာဒီမုံတိုင်းတိုက်ပြီးတော့လှိုင်းနေထန်တဲ့ချိန်ခါမှာခရစ်တော်ယေရှုကပါပဲ။လေကိုငြိမ့်စေခဲ့တယ်။လှိုင်းလှိုင်းထန်နေတဲ့လေကိုငြိမ့်စေခဲ့တဲ့ဖရာသခင်ဖြစ်တယ်တဲ့။နော်။တဘာဝကိုလည်းပဲအမိတ်ပေးရင်အမိတ်ပေးတဲ့အတိုင်းတဘာဝလိုက်လာတယ်ဆိုတာတွေ့ရတယ်မြဲနော်။တပည့်တော်တွေကဆိုရှင်တခါတဲ့လေနဲ့ ကိုကပ်ပြီးတော့လုံးဝမရနိုင်တော့ဘူးပဲ့ထိန်လို့မရတော့ဘူးမကြမီမြောက်တော့မယ်အဲ့ဒီချိန်တော့တယ်မှာဆိုရှင်သခင်ခရစ်တော်ကပဲလေကိုညင်သက်စေခဲ့တယ်လိုင်းထန်ပြီးတော့တကယ်ပဲမုံတိုင်းထန်နေတဲ့လေကိုလုံးဆုံးမလိုက်တဲ့ခါမှာညင်သက်သွားတယ်ဆိုတာတွေ့ရလိမ့်မယ်နော်ဒါတကောရှင်ဘုရားပဲလုံနိုင်တာတွေ့ရလိမ့်မယ်ဒါမှမဟုတ်ရှင်ဟောခရစ်မင်း မှာတို့ရှင်လည်းပဲဘလို့ပေါ်ပြလဲဆိုတော့ရှေဟောင်းခရစ်မင်ခိုင်းစတိပိုင်းငယ်34နဲ့43တက်44အထိကျွန်တော်ကြည့်လိုက်တဲ့ခါမှာဘာသူအကြောင်းကိုတွေ့ရမလဲဆိုတော့လာဇရုအကြောင်းကိုတွေ့ရလိမ့်မယ်နော်လာဇရုကတေတဲ့သူကိုတောင်မှပြန်ရှင်အောင်လှုပ်ပေးနိုင်ခဲ့တယ်ဆိုတာကိုဒါကတို့ရှင်ဖျားသခင်တကောရှင်ဖျားကတို့ရှင်နှုတ်မွက်တဲ့ခါမှာမွက်ထိုးတဲ့တိုင်းဖြစ်တယ်ဆိုတာကိုပြောခဲ့ပြောလာဖြစ်တယ်မင်းရင်မင်းတဲ့တိုင်းပဲနော်လာဇရုထွက်လာလို့ပြောတဲ့ခါမှာတင်းကြိုင်းတွေကလည်းမှချက်ချင်းထွက်လာတယ်ဒါ ဖရာသခင်ကတကိုးရှင်ဖရာဖြစ်တယ်။ဒါမှမဟုတ်ရှင်မသက်ခရစ်ဝင်ခိုင်း22တေးပိုင်းငယ်19ကိုကြည့်တဲ့အခါမှာလည်းပဲတင်မောသဖန်ပင်အကြောင်းကိုကျွန်တော်တွေ့ရလိမ့်မယ်နော်။သခင်ခရစ်တော်ကဆိုရှင်အာသွားလာတဲ့အခါမှာဆိုရှင်တင်မောသဖန်ပင်ကနော်အရွက်တွေကတော့ဝေစာစိမ့်လန်းနေတယ်တဲ့။ဒါပေမဲ့လည်းပဲတင်မောသဖန်ပင်ကအသီးတစ်လုံးမှမတည်ဘူးနော်မတည်ဘူးဒီမှာဆိုရှင်အာတမချမ်းသာထဲမှာဘာပြောလဲဆိုတော့လမ်းနားမှာတင်မောသဖန်ပင်တပင်ကိုမြင်လျင်ထိုးအပင်တို့ကြွသွား၍ အရွက်ကိုသာတွေးတော်တွေးတော်မူသည်ရှိတော်ယခုမှစ၍အစင်မပြတ်တင်းသည်အတိမသိစင်နေဟုမိန်တော်မူလျက်ထိုးအပင်ကိုချက်ချင်းနဲ့တွေးချောက်လေဤထိုးအပင်ကချက်ချင်းတွေးချောက်သွားတယ်ဒါကြောင့်ဖျားသခင်ကဒီတဘာဝရတောင့်နေတဲ့ဒီတင်မောတဖန်ပင် စိမ့်လန်းနေတဲ့ဒီတင်မောတဖန်ပင်ကိုကြည့်ပြီးတော့သူအတိမရှိတဲ့အတွက်ကြောင့်နော်ဘာမှအတုံးမကြဘူးနော်အတုံးမတဲ့တော့ဘူးဒီတော့ကြောင့်ပါပဲလေ အရွက်တော်စိမ့်ပြီးတော့အတိမတိတဲ့တင်မောတဖန်မင်ကိုခရစ်တော်ကဆိုရှင်မိတ်လိုက်တဲ့ချိန်မှာပဲအဲ့ဒီတင်မောတဖန်မင်ကအတိမတိယုံနဲ့မကဘူးကွာလေသူ့ချောက်သွားတယ်တဲ့နော်ဒါကြောင့်ဒီနေ့ဒီနေ့ထာဝရရှင်ဘုရားသခင်ကနော်ကဘာမိုးမိုးမြေဆက်ကြဝရာကိုဗနေရဖန်ဆင်းခဲ့တယ်လို့အဓိကတော့ချက်ပေးချင်တာဖြစ်တယ်ဗနေရဖန်ဆင်းခဲ့တယ်လို့သိနေတဲ့ကြည့်လိုက်တဲ့ခါမှာအနန္တတကုရှင်ဘုရားသခင်ကသူကတကုကြည့်တော်မူတဲ့အတွက်ကြောင့်မတတ်နိုင်တဲ့အမှုရာဘာမှမရှိဘူးအဲ့ဒီအတွက်ကြောင့်ပါလေသူဖန်ဆင်းခဲ့တဲ့ခါမှာလို့ရှိရင် 6ရက်အတွင်းမှာအပိသက်ဘုရားသခင်ကဖန်ဆင်းခဲ့တယ်ခုနှစ်ရက်နေမြောက်ရောက်တဲ့အခါမှာငြိမ်ဝတ်စွာနေတယ်ဒါကြောင့်ဘုရားသခင်ရဲ့လောက်ဆောင်မှုအတိုင်းဟာဆိုရှင်တကယ်ကောင်းတယ်ကောင်းတဲ့ຢာတွေနဲ့မောမှန်ပေးထားတဲ့ကဘာမွေးမြေစက်ကြဝဠာတစ်ခုလုံးဟာကျွန်တော်အားလုံးတွေအာရကြည်နူးဝမ်းမြောက်စရာကောင်းတယ်ဒါကြောင့်ချစ်တဲ့မိတ်ဆွေဘုရားသခင်ပြုတော်မူခဲ့သောအမှုရာအားလုံးဟာဒီနေ့ကျွန်တော်လူသားတွေအားလုံးတွေဖြစ်တယ်မိတ်ဆွေတွေဖြစ်တယ်လို့ကျွန်တော်တွေလည်းဖြစ်တယ်ဒီတော့ကျွန်တော်တို့ကအသက်တာမှာဆိုရှင် ဖန်ဆင်းရှင်ဘုရားသခင်ဒီကဘာမြေကြီးပေါ်မှာကျွန်တော်နေနေရတဲ့ခါမှာဖန်ဆင်းရှင်ဘုရားသခင်ရဲ့ပြုတ်မှုဆောင်ရွက်ပေးထားသောကဘာမြေပြေပေါ်မှာကျွန်တော်တာတာရရနဲ့သွာလာနိုင်တယ်ခြေဆက်နိုင်တယ်လောက်ကင်နိုင်တယ်စားတောက်နိုင်တယ်အဲ့ဒီတော့ကျွန်တော်အားလုံးကအားရကြည်နူဝမ်းရောက်ရမယ်နော်ဘာကြောင့်လဲဘုရားသခင်ငါတို့အတွက်လှုပ်ဆောင်ပေးထားတာပါလားအန်အောပွဲရပါလားဘုရားပေးထားတဲ့အသီးနှံတွေကလည်းငါတို့စားလို့အဲစားလို့အသီးနှံတောင်မှယခုချိန်ထိမဆုံးသေးဘူးเนาะကျွန်တော်ဆိုလို့ရှိရင်အခု အာစားတောင်းရတယ်အသီးတွေများစွာဘုရားသခင်ချပေးထားတဲ့အသီးတွေများစွာရှိတယ်ဒါပေမဲ့ကဘာပေါ်မှာရှိတဲ့အသီးနာနေရဒေသတီးတီးမှာရှိတဲ့အသီးနာတွေကျွန်တော်စုံအောင်စားလို့မကုန်သေးဘူးခုချိန်ထိနော်အားလုံးလည်းမစုံသေးဘူးချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဒီနေ့ဘုရားသခင်ကအမျိုးစားစုံလဲစွာနဲ့မွမ်းမံပေးထားပြီးတော့ကျွန်တော်တို့အတွက်ကဘာအမြေကြီးပေါ်မှာလှပအောင်ခန်းရအောင်ပြေစုံအောင်ကြွယ်ဝအောင်ကျွန်တော်လူသားတွေအတွက်ပြေဝစုံလင်အောင်နော်အသီးနာတွေကစဘုရားသခင်ကအကုံတို့စိမ့်လန့်ဝေစွာတဲ့ အသက်တာမျိုးနဲ့ကျွန်တော်ရှင်းသင်နိုင်အောင်ဖရားလှူဆောင်ပေးခထားတာဖြစ်တယ်အဲ့တော့ကြာဒီနေ့ကျွန်တော်အားလုံးစိတ်ရောကိုယ်ပါကြည်နှုပါဝမ်းကြောက်ပါဖရားပေးထားတဲ့ဒီကောင်းကြီးချမ်းသာကိုကျွန်တော်ခံစားတဲ့ခါမှာအဲ့ဒီတွေ့စိတ်ရောကိုယ်ပါတကယ်ပဲစိတ်နှလုံးသားတဲ့ကနေပါစိတ်ပါကိုယ်ပါနဲ့ဖရားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းခြင်းနဲ့ကျွန်တော်အသက်တာကိုအမြဲတမ်းပဲအာတိဆောက်ဖို့ရန်အတွက်ချစ်တဲ့မိတ်ဆွေတို့ကိုကျွန်တော်အနေနဲ့ဒီသတင်းစကားအားဖြင့်အာဒီဝိညာဉ်ရေးသင်ခန်းစာပေးတတ်တာဖြစ်ပါတယ်ချစ်တဲ့မိတ်ဆွေများလည်းပဲ ဒီနေ့သင်္ကသာအကိုရရှိပြီးတော့ဘုရားသခင်ရဲ့တန်ရှင်းတော်ဝိညာဉ်တော်တကုတ်ခွန်အာသင်တော်ပေါ်မှာတက်ရောက်ခြင်းအပြင်တကယ်ပဲဆက်ရှင်လမ်းဝမ်းမြောက်စွာနဲ့ဘုရားကုန်းတော်ကိုအတူတကွချီးမွမ်းနိုင်ကြတဲ့ဘုရားရဲ့သားသမီးရောက်တိုင်းဖြစ်ကြပါစေလို့ဆုတောင်းဆန္ဒပြုရင်းနေကောင်းချုပ်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးကိုဘုရားကောင်းကြီးချပါစေ